Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Jacketin Chat လုံးနည်းလေးကိုချက်ဖြတ်ပေးသွားမှာဖြစ်ပါတယ်ရှင်အရန်ကိုစားလွတ်ကောင်းတဲ့ Jacketin Chat ပါအရင်ဥဆုံး feed ပေးပါမယ်ရှင်ဒါတော့မြစ်ချက်မှာဒါတော့ခရမ်းချင်သေးပါဒါတော့ချက်တံဖြူရဲ့ချက်တံနေရဲ့ချင်းရဲ့ကိုကြိတ်ထားတာပါစီပူလာတော့ဒါတွေကိုစီတက်ပါမယ် အရောင်လေးတွေလှလာတဲ့အထိနေပေးမယ်ပေါ့နော်ဒီချက်ကချင်ချက်လေးကအရန်ကိုစလုပ်ကောင်းပါတယ်ရှင်အဲအရောင်လေးတွေလှလာတဲ့အထိနေပေးမယ်ပြီးတော့မြစ်ချင်ထဲမယ်မြစ်ချင်နေကြက်သွားတဲ့အထိပေါ့နော်အဲဖြည်းဖြည်းလေးကြော်ပေးမယ်ရှင်မြင့်ချင်တဲ့ဆိုတော့တကယ်ကိုစလုပ်ကောင်းပါတယ်။ဤလဲမဤတော့ပေါ့နော်။ ကဲရပြီဆိုလို့ရှိရင်ညချနေကြက်ပြီဆိုလို့ရှိရင်တော့ကြက်သားထည့်ပါမယ်ဒါတော့တက်တောက်စင်ထားတဲ့ကြက်သားကိုဝယ်ထားတာပါအဲဒါတော့ကြက်ကချက်လို့ပို့တက်တောက်စင်ထားတဲ့ကြက်သားလေးကိုဝယ်ထားတာပါရှင်ပြီးတော့နှဲ့ပါမယ်ပြီးတော့စားအရသာမုတ်ထည့်မယ် ်ပြီးရင်သိန်းငပြားရေထည့်မယ်ဒါတော့အိမ်မှာအလွယ်ရှိတဲ့မြင်းပြန်ပိန်းငပြားရုပ်ထည့်ထားတာပေါ့နော်ခြိုက်တာနဲ့ထည့်လို့ရပါတယ်ရှင်ပြီးရင်တော့အအမွေအချံအတွက်ပေါ့နော်ရှမ်းနန်နန်စူးနန်နန်ပေါ့နော်အဲ့ဒါရယ်ပြီးတော့ဖက်ဖေရွက်ရယ် ပပားလေးလေးထားပါမယ်ရှင်။ကဲဒီအနံ့လေးတွေကဆွဲဆောင်မှုရှိသေးတာပါ။အဲဒီအရွက်တွေကတော့ဒီအမွေးနဲ့ကတော့ချက်ကချင်ချက်ရဲ့အသက်လို့ပြောရမှာပေါ့နော်။ကဲပြီးရင်ထဲ့မယ်၊နေမယ်။အရန်ကို မွေးချိုင်ပြီးတော့မှအရသာရှိမဲ့ပုံလေးပါပြီးတော့ငရတီစိမ့်ထဲ့မယ်ငရတီစိမ့်ရလဲတက်ကတင်ချဲ့ရဲ့အသက်ပဲဒါတော့စီမွေးပါပကောစကောကိုစီမွေးလောက်ထားတာပါအဲ့ဒါလေးကိုလည်းထဲ့မယ်နှစ်စွန်းထဲ့လိုက်တယ်ပေါ့နော်ပြီးတော့ထပ်နေမယ်ဒီလောက်စိမ့်တော့အဲအနက်အရသာနဲ့ပြည့်စုံတဲ့တက်ကတင်ချဲ့လေးရပါပြီရှင်ဆိုင်မတော်ဝယ်စားရင် အဲစေကြည်ပေးပြောဝယ်စားရမှာပေါ့နော်ကုရန်ချက်စားတော့အများကြီးစားရတာပေါ့ပြီးတော့ခင်းချင်းသေးလေးထည့်ပြီးတော့ခင်းချင်းသေးလေးကိုလေးစိတ်ထိုးပြီးတော့ထည့်လိုက်တယ်ကဲအရသာရှိတဲ့ကြက်ကချင်ချက်မမွေလေးရပါပြီရှင်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့အသေးလေးပေးပြီးတော့အပေါင်းလေးနှိပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်ဗီဒီယိုလေးကိုအစနဲ့အဆုံးထိကြည့်ရှုပေးလို့လေကျေးဇူးအများကြီးတင်ပါတယ်ရှင်